လာပါခင်ဗျာကြောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကြောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပင်နောက်ထောက်ကြဖို့အတွက်တောင်းဆိုခင်ဗျာစနေရခစ်ပြောင်းတော်လိုင်းရေးပေါ့ဗျာစနေရခစ်ပြောင်းတော်လိုင်းရေးအဲလေးအပိုင်းဆက်လေးနဲ့ပြောမယ်ဆိုတဲ့ဆန္ဒအစရရနဲ့ရှိပါအခုအဲ့ဒီမှာအပိုင်းတက်ဆိုပြီးတော့မှ ခေါင်းစဉ်ပေးထားပြီးဆိုတော့ဒါကိုဆက်ပြောအောင်ဒီလိုပြယတနာဒီပေါ့တိုင်းပြည်ပြဿနာတွေပေါ့တိုင်းပြည်ပြဿနာရေလို့မဟုတ်ပါဘူးဘယ်ပြဿနာမှမဆိုပေါ့ကျွန်တော်တို့ကပြဿနာရဲ့အတေကိုအပြေရှာမယ်ဆိုရင် အဲ့ဒီပြဿနာတွေရဲ့မူလအရင်အမြစ်အကြောင်းတရားတွေပုံမှာအရှိကိုအရှိတိုင်းလက်ခံနိုင်ဖို့အရေးကြီးတယ်ပထမအဲ့ဒါလို့အရှိကိုအရှိတိုင်းနားလဲလက်ခံလိုက်မှရမှာဆိုအဲ့ဒီပြဿနာရက်တွေမှာပေါ့သင်္ချာပုဒ်တာတစ်ပုံနဲ့စဉ်းစားရင် ျွန်တော်တို့ငွေကကြောင်းနေတယ်အဲ့မတင်ချာတွေတွေ့ရတယ်တင်ချာပုံစံတဲ့ဘုံမှာပေးထားချက်တွေရှိတယ်ပေးထားချက်တွေရှိတန်ဖိုးတွေရှိတာအဲ့ဒါတွေပြောင်းလဲလို့မရအောင်အဲ့ဒီပေးထားချက်အဲ့ဒီအကြောင်းတရားမှပါတဲ့အကြောင်းအချက်တစ်ခုချင်းရဲ့တန်ဖိုးတွေရှိတာအဲ့ဒါတွေကိုကိုကကိုလိုချင်တဲ့တန်ဖိုးတပြောင်းလဲလို့မရအောင်ဥစ္စာရဲ့ပေးထားချက်တိုင်းလက်ခံရတာဒါကိုပြောချင်တာ ဟာဒီလိုပဲပေါ့တမ်းပြည့်နိုင်ငံရေးပြဿနာဒီကနေ့မြန်မာပြည်ရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားမယ်ဆိုရင်ဒါတွေအဖြေစားဖို့စဉ်းစားမယ်ဆိုရင်ဒီထဲမှာပါဝင်ပတ်သက်နေတဲ့အကြောင်းတရားတွေအင်အားစုတွေလူပုဂ္ဂိုလ်တွေအမျိုးမျိုးရှိမှာပေါ့ဗျာနော်ဒီအကြောင်းတရားတွေလူပုဂ္ဂိုလ်တွေအင်အားစုတွေရဲ့အဲဒီပု္ပ္ပသဘောအရာစဉ်းစားမယ်ဆိုသူတို့ရဲ့ တခုချင်းတခုချင်းတူချင်းစသဖြင့်ပေါ့ဒါတွေမှာသူ့ရဲ့အဲတန်ဖိုးတွေရှိတယ်ပု္ပ္ပာအရာပေးထားတဲ့ပု္ပ္ပာသဘောအရာရှိနေတဲ့တန်ဖိုးအရေးယူရှိတယ်အဲ့ဒီတန်ဖိုးတွေအတိုင်းကျွန်တော်တို့ကနားလေလက်ခံနိုင်ဖို့လိုတယ် ထမအဲ့ဒါလိုမရှိမဖြစ်လိုရတယ်ဒါအခြေခံအချက်ပဲအဲ့လိုလက်မခံဘူးဆိုရင်ဒီပု္ပ္ပာဘယ်လိုမှရှင်လို့မရဘူးဒီပု္ပ္ပာဘယ်လိုမှရှင်လို့မရဘူးအဲ့တော့နိုင်ငံရေးနဲ့စဉ်းစားမယ်ဆိုရင်မြန်မာပြည်ရဲ့ပြဿနာတွေကိုနဲ့ပတ်သက်ပြီးတော့အဲ့ဒီအကြောင်းတရားတွေရဲ့သူနေရာလိုက်တန်မှုတွေရှိမှာပေါ့ဒီမှာပါဝင်ပတ်သက်တဲ့အင်အားစုတွေ ွဲစည်းလူပုဂ္ဂိုလ်တွေသူတို့ရရှိရတဲ့ဥစ္စာသဘောရဲ့တန်ဖိုးတွေသူတို့မှရှိပြီးသားအင်းသေးတွေဒါတွေကိုပို့လို့ခြင်းလို့လည်းမရရှော့ပေးခြင်းလို့လည်းမရချစ်တယ်မုံလဲဆိုပြီးတော့အာဒီကောင်ဒီကောင်ငါချစ်တယ်ဒီကောင်ဒီဘွဲဆိုငါချစ်တယ်ဆိုတော့သူ့ရဲ့ပု္ပ္ပသဘောရသူရှိနေတဲ့တန်ဖိုးကသူ့အတူရှိပြီးသား ဲ့ဒါကိုကိုကအဲ့ဒီထက်ပို့ပြီးပေးလို့လည်းမရအာဒီကတော့မုံနေဒီအဖွဲ့စီကိုမုံနေဆိုပြီးတော့ short ပေးလို့လည်းမရအဲ့လိုတွေလိုက်လို့လို့ရှင်ဒီပု္ပ္ပာဘယ်လိုမှအဖြစ်ထွက်ထွက်လာမှာမဟုတ်ဤပို့လို့ခြင်းလို့လည်းမရငါ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 ရရှိတဲ့အဲတန်ဖိုးပေါ့ဗျာเนาะအဲ့ဒီအဲ့ဒီမှာပါဝင်တဲ့ဒီပု္ပ္ပာထဲမှာပါဝင်တဲ့အဖွဲ့စီပဲဖြစ်အင်အားစုပဲဖြစ်လူပုဂ္ဂိုလ်ဖြစ်သူတို့ခုနကပြောတဲ့သူတို့ရရှိတဲ့တန်မိုးတွေထက် ပူပြီးလောဘတက်လို့လည်းမရပူလို့ခြင်းလို့လည်းမရအဲ့အမျိုးတွေဖြစ်တဲ့ဆိုရင်ဒီဘုရားဖြည့်ဆင်းလို့လည်းမရအောင်ဖြည့်ဆင်းလို့မရပါဖြစ်မယ်အခုလိုမျိုးပေါ့ပฏิပခါတွေတတနာတွေငြင်းညာမှုတွေဟုတ်လားအာနာထဲမှုအာနာသိမှုစသဖြင့်ပေါ့ဗျာအဒီတော်လန်ရေးသဘုံထတာတွေနိုင်ငံပြဿနာဒီလိုမျိုးတွေနဲ့ပဲကျွန်တော်ရွာလဲနေမှာ ဒါ၄ဘာကြောင့်ဖြစ်လဲအဲ့ဒါမျိုးလေဒီဒီပု္ပ္ပသဘောရကိုရရှိတဲ့တန်ဖိုးသူရရှိတဲ့တန်ဖိုးဒီတန်ဖိုးလေးပေါ်မှာပူလိုချင်တာတို့ချော့ပေးချင်တာတို့အတိမမပြူတာတို့ဒီလိုမျိုးတွေအကြောင်းတရားတွေပါဖြစ်ဆိုတော့လူရင်ပြောလို့ရှိရင်တော့ပြဿနာတရားကိုရှင်းဖို့ကြိုးစားမှဆိုရင် ဖြေရှာဖို့ကြိုးစားမယ်ဆိုရင်အဲ့ဒီပြဿနာမှာပါဝင်တဲ့အကြောင်းတရားတဲ့အရင်းမြစ်တွေပေးချက်တွေပေါ့ဗျာအင်းအားစုတွေဖြစ်ဖြစ်မယ်လူပုဂ္ဂိုလ်တွေဖြစ်ဖြစ်မယ်ဒါတွေတစ်ခုချင်းရပေးချက်မူလတန်ဖိုးတွေရှိတယ်အဲ့ဒီအတိုင်းကျွန်တော်တို့ကအရှိ့ကိုအရှိတိုင်းနားလဲလက်ခံလိုက်မှရဒီနေ့ကျွန်တော်ကြည့်တယ်လေ မြန်မာပြည်မှာမြန်မာနိုင်ငံရဲ့ပြည်ထနာမှာကြီးတဲ့အခါကျမြန်မာပြည်သားဒီနေ့တော့52တန်းကျော်ထင်ပါတယ်ရခိုင်ကတော့56တန်းပါဗျာနော်အဲ့တော့ထားလိုက်အဲ့ဒီမှာကြီးလိုက်တဲ့အခါကျတော့ဒီခုနကပြောတဲ့ပြည်ထနာရဲ့အကြောင်းရင်းတွေစစ်မြစ်တွေကိုသူတို့ရဲ့အရှိတ်အရှိတ်တိုင်းနားလဲလက်ခံနိုင်ဆုံးရှိတဲ့လူတွေတယောက်မှမရှိသလောက်ပဲလို့ပဲပြောရမှာအဲ့ဒါကပြည်သူတွေရင်လားမဟုတ်ဘူးဗျာ နိုင်ငံရေးသမားတွေမှာလည်းအဲ့ဒီလိုပဲနိုင်ငံရေးသမားတွေနိုင်ငံရေးအင်အားစုတွေဒါလည်းအဲ့ဒီလိုဖြစ်နေတယ်ဆိုတော့ဒီပြဿနာတွေအခုလို့ရှုပ်ထွေးနေတာရှင်းလို့မရတာတွေကတကယ်တမ်းကျတော့ဒီတိုင်းပဲဖြစ်မှာပဲအမှန်တော့အကြောင်းတရားတွေပေါ်မှာမှ အရှိ့အရှိတိုင်းလက်မမခံကြဘူးလို့ကျင်ကြတယ်အခုကိုဒီပြဿနာမှာ သတ္တောအင်အားစုတွေလူပုဂ္ဂိုလ်တို့လည်းကောအင်အားစုတို့လည်းကောအခွဲစီတို့လည်းကောဒီပြဿနာဆိုင်ရာအတင်းချသဘောရသူတို့မှရရှိတဲ့ကိန်းတန်မှုတွေရှိတယ်လေနော်ကိန်းတန်မှုတွေရှိတယ်အဲ့ဒီထက်ပိုလို့ကျန်တယ်တခြားတစ်ဖက်ကိုလည်းအဲ့ဒီခြားတစ်ဖက်ရရှိကြတဲ့တန်ဖိုးအတိုင်းကိုမပေးခြင်းများအတိမမပြခြင်းများရှော့ပေးခြင်းအဲ့အမျိုးမျိုးတွေပေါ့ဒါဒီဆက်လန်အဲ့တော့ဒါရီက နိုင်ငံရေးသမားတွေကိုယ်တိုင်လည်းအဲ့ဒီတိုင်ဖြစ်နေတာနိုင်ငံရေးအင်အားစုတွေကိုယ်တိုင်လည်းအဲ့ဒီတိုင်ဖြစ်နေတာဒီဇလန်တော်ရှုပ်တယ်အဲ့တော့ကျွန်တော်ကပထမဆုံးနားချခြင်းတယ်ကမင်းတို့ရရှိထားတဲ့ညီမပြည်ရဲ့ပြဿနာတွေပေါ့ဒီကနေ့အတိုင်းမငြိမ်းချမ်းမှုတွေနိုင်ငံရေးပြဿနာတွေရှင်းဖို့ဆိုရင်ဒီပုံစံသဘောအရအင်အားစုတွေလူပုဂ္ဂိုလ်တွေကသူတို့ရရှိထားတဲ့တန်ဖိုးအခြေအနေတွေအတိုင်းပဲ နားလဲလက်ခံနိုင်ဖို့ကပိုအရေးကြီးတယ်ပိုလဲမလို့ခြင်းနဲ့ short လဲသွားပြီးတော့မှဟိုအတိမမပြုလို့ရတယ်ဒါတွေတခုမှလုပ်လို့မရအောင်အားလုံးလက်ခံအောင်အဲ့ဒီသဘောရှိတယ်ပဲအဲ့လိုလက်မခံရင်ဘာဖြစ်လဲအခုလက်မခံတဲ့အခါကျတော့မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှဒီကနေ့ဖြစ်နေတဲ့အခက်အခဲတွေကိုကြည့်လိုက်ရင်နိုင်ငံရေးသမားတွေထဲမှာရောပြည်သက်ပြည်သူတွေထဲမှာရော ဝါစိနိပြဘယ်ဘယ်ဘယ်ပါတီရပဲဖြစ်ဖြစ်သူတို့လုံနေတဲ့အလုပ်ကအဲနှစ်ခုလို့ပြောရမှာနှစ်ခုပဲရှိတယ်အဲ့ဒါကတော့အားလုံးတူတယ်အနီရောကျေရောဝါရောပြရောအာဟိုလီဘရယ်ရောဘာရောအမျိုးချစ်ဟိုမျိုးချစ်တွေရောအစွန်ရောက်တာတွေရောမရောက်တဲ့စသည်ရောအားလုံးကအားလုံးကတော့ဒီလုံရနှစ်ခုပေါ်မှာလုံနေကြတာတူတယ်ဗျအဲ့ဒါပါလဲဆိုတော့ လော်ရာလော်ရာနဲ့လောင်တာပေါ့လော်ရာနဲ့လောင်တာအဲ့တော့လော်တဲ့အလုပ်ကိုလုပ်တယ်လောင်တဲ့အလုပ်ကိုလုပ်တယ်တစ်ဖက်ကလော်ရင်တစ်ဖက်ကလောင်နေတယ်တခြားတစ်ဖက်ကလော်ရင် တခြားတစ်ဖက်ကလောင်တာပေါ့ဒီအဲ့ဒီ ဘက်တိုင်းဘက်တိုင်းကလည်းလောနေတာရှိတယ်တောင်းနေတာရှိတယ်ဒီလိုမျိုးတွေဖြစ်တာအဲ့တော့အားလုံးကနိုင်ငံရေးမှာမြန်မာနိုင်ငံရေးပြဿနာတွေထဲမှာပါဝင်ပတ်သက်နေတဲ့အားလုံးအင်အားစုတွေရောလူပုဂ္ဂိုလ်တွေကိုယ်တိုင်ရောသူရဲ့ပရိသတ်တွေကိုယ်တိုင်ရောမြန်မာနိုင်ငံရေးပြဿနာကိုရှင်းဖို့ တွေးခေါ်သုံးတတ်တာမျိုးထက်ဆိုင်ရင်ဒီကနေ့လုံနေတာလော်တာနဲ့လောင်တာနှစ်ခုပဲအဓိကလုံနေတာအဲသူဘက်ကตาဘိုးအတွက်လော်တယ်လောင်တယ်ကိုအားပေးတဲ့နားတော့အပါလားအမလားဒါမျိုးတွေအတွက်လော်တယ်အဲလောင်တယ်အဲဒီလိုမျိုးတွေဖြစ်တာဆိုတော့အဲ့ဒီပုံစံနဲ့ ျွန်တော်တို့ဒီကနေ့ပြဿနာတွေဘယ်လိုမှရှင်းနိုင်မှာမဟုတ်လို့ကျွန်တော်ယူဆတယ်เนาะဒါလေးအချက်သိစေချင်တယ်အဲ့တော့နောက်တစ်ချက်ကဘာကိုသိစေချင်လဲဆိုတော့အနိုင်ငံရေးနဲ့ပတ်သက်လို့ရှိရင်နိုင်ငံရေးတွေမဟုတ်ပါဘူးညီသည့်အကြောင်းတရားမဆိုပါဘူးဗျာလူဟာလူတယောက်မှာအဓိကလိုအပ်တာဒါကျွန်တော်ရဲ့ကျွန်တော် သမ္မတဆန်နှုံပေါ့လူတယောက်မှာအဓိကလိုအပ်တာကယူတာဖြောင်းမမှုပဲယူတာဖြောင်းမမှုရှိရမယ်တီတီမှုရှိရမယ်တီတီရဲ့ဆိုတာစိတ်သက်တီတီမှုရှိရမှာတီတီခိုင်ခန့်တာပေါ့နော်ဆိုတော့ယူတာဖြောင်းမမှုရှိရမယ်စိတ်သက်တီတီအဲခိုင်ခန့်မှုရှိရမှာဒါအရေးကြီးတယ်လူတိုင်းပေါ့ နိုင်ငံရေးသမားတွေဆိုပို့အရေးကြီးတာပေါ့ဒီလိုပဲတိုင်းပြည်မှာညီသူမရှိဘောအောင်ဆောင်လုံးမယ်ဆိုရင်ပြောတာဒီချက်အရေးကြီးတယ်ယူတာဖြောင်းမှန်မှုစိတ်ဓာတ်တည်ကြည်ခိုင်ခမ်းမှုပေါ့ဗျာဒီလိုမျိုးပြောခန့်ညားမှုခုံဒီလိုဖြစ်ရအောင် ဆိုမြန်မာတွေအားလုံးနားလေတဲ့ဘုရားဘာသာနဲ့ຫນွယ်ပြီးတော့ပြောရင်တော့ကိုချင်းတရားပေါ့ကိုချင်းတရားကြတော့အများကြီးကျက်ပြန့်သွားကိုချင်းတရားနဲ့ပြည့်စုံမှုဆိုတာကတော့တတော်ကြီးကိုကျက်ပြန့်သွားအဲဒါဆိုရင်သူ့လိုင်းမိဘောနည်းနည်းခက်တယ်ပဲစာနှုံးရပေါ့အဲ့တော့အခြေခံကတော့ဇူတာဖြောင်းမှမှုနဲ့စိတ်သက်တည်ကြည်ခံညာမှု ဒီဒီခိုင်ခံမှုဒါပဲအဓိကအဲ့ဒါကိုကျွန်တော်တို့ကဘာနဲ့အကယ်ဖြတ်နိုင်လဲဆိုတော့လူတရားရဲ့ပြောစကားနဲ့သူလုပ်တဲ့အလုပ်ပေါ်မှာပဲကျွန်တော်တို့ကချိန်ထိုးကြည့်ရင်အဲ့ဒီမှာဒီလူဟာယူတာဖြောင်းမှတ်မှုရှိတယ်မရှိဘူးဆိုတဲ့ကိစ္စကျွန်တော်တို့သုံးသပ်လို့ရတယ် ဆိုယူသားဖြောင်းမှတ်တဲ့လူကပြောပြောတဲ့တိုင်လုပ်တယ်ပြောပြောတဲ့တိုင်လုပ်စကားကိုဟိုအရှိမတမျိုးအနောက်မတမျိုးရခင်ကတမျိုးအခုတမျိုးအတိလို့မပြောဘူးဗျယူသားဖြောင်းမှတ်တဲ့လူကစိတ်သက်တည်ကြည်တဲ့လူပေါ့ဗျာယူသားဖြောင်းမှတ်တဲ့စိတ်သက်တည်ကြည်ခိုင်ခန့်တဲ့ဆိုတဲ့လူကသူပြောတဲ့စကားပေါ်မှာသူတာဝန်ယူတယ် စကားကိုလည်းအဲ့လိုမျိုးတစ်ခုတစ်မျိုးတောင်းတစ်မျိုးပြောမြောက်တစ်မျိုးပြောမပြောနော်ဒီလိုမျိုးရှိတယ်ဒါဆိုလို့ရှိရင်ဒါအဲဒီလူဟာယူသားဖြောင်းမှတ်မှုတဲ့လူလို့ဒါຢာကန်တို့များတာပေါ့နော်ຢာကန်တို့များတာနောက်တစ်ချက်ကကျွန်တော်ကတာမန်ပြည်သူတရားပဲလေအဲနိုင်ငံရေးသမားဆိုတော့တာမန်နိုင်ငံရေးသမားတွေ ဆိုရင်လည်းအဲအဲ့လိုစကားမျိုးကပြောလို့ပြောပြဿနာမရှိပါဘူးကျွန်တော်လူမျိုးပြောလည်းပြဿနာမရှိတာကျွန်တော်တော့တာမန်လူပဲစကားလဲဆိုတော့တိမ်တောင်တပွဲမင်းရေးကျွဲဒီလူမျိုးပေါ့ဒီစကားကိုကျွန်တော်ပြောတာဘာမှပြဿနာမရှိဘူးနိုင်ငံရေးသမားတွေအနာလက်ကైမရှိတဲ့နိုင်ငံရေးသမားတွေပေါ့ အဲ့လိုပြောရပြဿနာမရှိဘူးဆိုကြပါစို့တိုင်းပြည်မှာခုနကဒီအနာကင်လာတဲ့လူတွေအနေနဲ့ကြတော့စကလုံးပြောရတဲ့စကစကစကားတွေအများကြီးတာသွားတယ်အနာကင်လာတဲ့လူယောက်က အိမ်တော်ဆိုပဲမင်းရေးကျွယ်လို့ပြောတယ်ဆိုတာကတကယ်ကြတော့ပြန်စဉ်းစားရင် तू ကမပြောသင့်ဘူးလေဒီလိုကျွန်တော်တို့ကစဉ်းစားဘာကြောင့်လဲဆိုတော့ဒီစကားမာယာသုံးတဲ့စကားပဲကျွန်တော်တို့လူမျိုးပြောတာကပြဿနာမရှိဘူးဒါဥပမာပဲပြောတာကိုယ်တိုင်ပြောလို့မကောင်းဘူးလို့ပြောချင်တာကိုယ်တိုင်ပြောရင်ဘာဖြစ်လဲကိုယ်ကလူလိမ်လူလကောက်အဲမာယာတွေနဲ့လှည့်ပတ်မယ်အရှိတမျိုးနောက်တမျိုးပြောမယ်ဒီလိုမျိုးအထိပယ်တက်ရောက်တဲ့သဘော ကိုကိုကိုယ်တိုင်ဝန်ခံတဲ့သဘောမျိုးဖြစ်တာအာနာမရှိတဲ့လူကအဲ့လိုပြောလို့ရဘာလဲဆိုသူလည်းမဆိုင်တဲ့အကြောင်းကိုပြောတာဥပမာပေးပြီးတော့မှစကားပုံနဲ့တင်စားပြီးပြောတာတကယ်ကိုကိုယ်တိုင်ဒါကြီးကိုကင်ဆွဲတုံးနေတဲ့လူကြတော့သွားပြောလို့မရဘူးပြောရတယ်ကိုကအာကိုကကိုကိုလူလေပါလူလိမ့်ပါ လဲမဲ့ကောင်ပတ်မဲ့ကောင်အဲဒီလိုမျိုးအဲဒီလိုဒီလိုဒီလိုမျိုးကိုဝန်ခံရရောက်တယ်ဗျာစကားစကားတွေတော်တော်သတိထားဆောကြံတစ်ချိန်ပြောဘူးတယ်လေ life မှာတစ်ချိန်တော့မကုတ်ပါဘူးအဲကြောင်နှစ်ချိန်လောက်တော့သုံးချိန်လောက်တော့ထက်ထက်ပြောတယ်ထင်ပါတယ်ဆိုကြပါစို့ ကားပိုင်စင်တရားပေါ့အဲကျွန်တော်ကျွန်တော်ပေါ့ဆိုရပါကျွန်တော်ကား workshop ပို့လိုက်တော့ကျွန်တော်ကား workshop ပို့ရင်ဒီကားကျွန်တော်ကားတယ်ဒီကားရဲ့အုံနာကျွန်တော်ပဲဒီကား workshop ပို့လိုက်တဲ့အချိန်မှာ workshop ဆရာကသူ့ရဲ့တာဝန်ကဒီကားကိုပြင်ပေးဖို့ပဲ workshop ဆရာရဲ့တာဝန်အဲ့တော့၃ရက်ကြာမယ်၄ရက်ကြာမယ်တစ်ပတ်ကြာမယ်စိုက်တာပြောလို့ရတယ်ဒီလိုမျိုးပေါ့ အဲဒါဆိုရင်ခုနကရိုသားဖြောင်းမှမူစိတ်သက်တည်တည်မှုနဲ့ပြောမပြန်ပြန်ချိတ်ဆက်စဉ်းစားဒါဥပမာလေးနဲ့ပြောတာအဲတော့ဒီဝါဇောရှိရာက तू က तू တခြားအလုပ်တွေရှိမယ်လေတခြားကားတွေပြင်တာလည်းရှိမယ် तू က तू ချိန်ပေါ့ဟုတ်လား तू तू ရဲ့အဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ तू ကပို့တည်တယ်ဆိုတော့ဒီကားနဲ့ပတ်သက်ပြီးတော့တပတ်ကြာမယ်ဆိုတပတ်ကြာဘယ်နေ့ရနိုင်လဲဒီလိုမျိုး အဲလိုနာယူတာဖြောင်းမှချင်းပဲလေအဲ့ဒီတိုင်ဖြစ်အောင်လုပ်နိုင်ရင်ဒါယူတာဖြောင်းမှတယ်စွမ်းဆောင်ရှိတဲ့စကားစိတ်စိတ်စိတ်ဓာတ်တည်ကြည်တာပေါ့ဂျာဗာလည်းပြဿနာတွေရှိနိုင်တယ်တစ်ချိန်သူ့ဘုံနှစ်ချိန်အချိန်နေရပေါ့တတ်မှတ်ထားလည်းရမပြီးဘူးနောက်တစ်ရက်လောက်ကြာသွားတယ်ဒါအာလမ်းပြောလို့ရတယ်အာအကိုကြီး ကျွန်တော်တခြားလူတွေရှုပ်သွားလို့ပါညာဒီကားလည်းကျွန်တော်တို့ထင်သားနဲ့ပို့ပြီးတော့မှအဲဒီကြံ့ခိုင်ဟိုအဲလိုပစ္စည်းကဟိုဟိုရှာထဲရမလို့စသည်ပေါ့ဗျာတာမျိုးတွေအကြောင်းများအကြောင်းတရားတွေအများကြီးရှိနေတယ်ဆိုတော့တရားထကြအနည်းထကြဒါပြဿနာမရှိဘူးအယူသသာပြောင်းမှပြောအောင်အဲ့လိုမျိုးမဟုတ်ပဲနဲ့ဝါဆောဆရာကသူစီမှာတာတစီလက်အပ်တယ်ဒီကား သူရဲ့ကိုယ်ပိုင်ကားလို့သူစိတ်ထဲမှာသဘောထားလို့မရအောင်ဟုတ်လားအဲ့ဒါသူရဲ့ကိုယ်ပိုင်ကားလို့သဘောထားထားလိုက်တဲ့ဆိုရင်ဘာတော့ဖြစ်မလဲဆိုတော့ဒီကားကသူပြင်မယ်သူကိုယ်ပိုင်ကားဆိုသူစီးသုံးနေပါလေသူသုံးနေတာဟုတ်ဒီကားပြင်ပြီးတော့မှအာသွားမယ်လာမယ်သူလိုရသုံးမယ်ဟုတ်လားဒီဘက်ကပိုင်စင်ကိုကြတော့မဖြစ်လဲ အာမရသေးဘူးဟိုကပြည့်တဲ့ဒီကပြည့်တဲ့ဟိုကစာခဲ့ဒီကစာတဲ့တကယ်ကကားပြင်ပြီးတော့သုံးနေတာပေါ့အဲ့ကြတော့ဘာဖြစ်လဲဒါစိတ်ဓာတ်မဖြောင်းမှန်းမှုဟိုကိုစားပြုတာပေါ့သိစေချင်တာကဝါရှော့ဆရာဆိုတာဝါရှော့ဆရာပဲကားပြင်မှုတောင်းအောင်မရှိရဒီကားစီးကိုပြင်ရမယ်လားအထားလဲဆိုရင် ဒီကောက်ပြင်ပြီးပိုင်စင်ပြန်ပေးရမယ်ဒါကိုနားလဲရအဲ့ဒါကိုကိုကားလိုသဘောထားကြီးကိုကားအုံနာလိုစိတ်ပေါက်ပြီးတော့မှဝင်းနေဝိုင်းနေလှဲ့နေပတ်နေတာလူလိန်လူညာမယူသားမဖြောင်းမတဲ့သူပဲဖြစ်မှာပေါ့အဲဒီလိုသဘောကိုကျွန်တော်ကဒါဒီဒီဥပမာနဲ့ချိန်သုံးချိန်ပြပူတယ်။ခင်ဗျာသတိမထားမလို့အကြောင်းမဲ့ပြောတာပေါ့။ကျွန်တော်ပြောတဲ့အချိန်မှာသင်ကင်းတွေအများကြီးပါတယ်။ ဆိုတော့အဟိုကျွန်တော်တို့နည်းနည်းတတိပြုမိဖို့လိုတာပေါ့အဲ့တော့ခုနတော့ကလော်တာပဲဖြစ်ဖြစ်လောင်တာပဲဖြစ်ဖြစ်ဘယ်သူဘက်ကပဲနေနေဘယ်အယောင်သူပဲရှိရှိပါကျွန်တော်တို့နားလဲရမှာကဝါရှော့စရာဆိုတာကသူ့စီရောက်လာတဲ့ကောင်ကိုပြင်ပေးဖို့ပဲတာဝန်ရှိတာဒီကားသူပိုင်တာမဟုတ် သူကကိုယ်ပိုင်ကားလို့သဘောထားလို့မရသူကကိုယ်ပိုင်ကားလို့သဘောထားပြီးတော့မှသူကကားဥနာစိတ်ပေါက်ပြီးတော့မှဒီပေါ်မှာအตายာနေလို့မရသူရဲ့တာဝန်ကဒါပြင်မိရမှာတာဝန်ပြင်ပိုင်ရှင်ပြပြရမှာဒါအရေးကြီးတယ်အဲ့တော့လော်နေတဲ့လူတွေရောလောင်နေတဲ့လူတွေရောကိုဘက်ကောဒီဘက်ကောပေါ့ဗျာ ဒီသဘောတရားကအရေးကြီးတယ်ဒါလေးကျွန်တော်ကသိစေချင်တယ်နော်အဲ့တော့စနေတရားခေပြောင်းတော့လိုက်ရင်မှကျွန်တော်တို့ကလူစားအပြောင်းလဲလူလူလာကြတာပဲယူအီနေတဲ့ကြာလို့ရှိရင်ယူအီဝါယူအီဝါရင်အဲအောင်မြင်နေပါစေဗျယူအီဝါကြာလို့ရှိရင်ဒီပုံမှာယူအီဝါ တို့ဤဝအပြောင်းလဲလို့ခြင်းမအောင်ရင်ပူဆိုးတာပေါ့ကျွန်တော်ရဲ့တိုင်ပြီအခုလိုမျိုးဟာကနေလွတ်လပ်ရပြီးတော့နှစ်ပေါင်းဆက်ဆက်နှီးပါကြာလာပြီဒီဆက်နှီးပါဖြစ်တော့မှာပေါ့နော်မကြာရင်တစ်နှစ်နှစ်နှစ်ဆိုရင်နှစ်ပေါင်းဆက်ဆက်ပြီးတော့နှစ်၃နှစ်ပေါ့ဆိုတော့တိုင်ပြီကနေ့ ရှင်ရွေးတွေကနေဒီပြဿနာအရှုပ်ကြီးတွေကနေကျွန်တော်မယုံထွက်နိုင်ရတော့အဓိကလူတွေကတော့အပြောင်းလဲလိုချင်လာတာပေါ့အပြောင်းလဲလိုချင်လာတဲ့အခါမှာကိုလိုချင်တဲ့အပြောင်းလဲဆော့ဆော့ဆူဆူဖြစ်မလာရင်အပြောင်းလဲလိုလာတဲ့စိတ်ကလည်းပြင်းထန်လာရင် ဗျံမရာလေးဖြစ်လာတာဗျံမရာလေးဖြစ်လာအဲ့တော့ခေါင်းစဉ်တက်လိုက်တော့တော်လန်ရေးလို့ခေါင်းစဉ်တက်လိုက်အဲ့သတိပြုရမှာ တော်လန်ရေးဆိုတာကဉာဏ်ပညာမပါဘူးစနစ်တကျစဉ်းစားသုံးသပ်ပြီးတော့မှတိုင်းပြည်တွတ်တော်၎င်းပြည်သူတွတ်တော်၎င်းကြည့်ခိုင်းနေတာဆိုရှယ်မူ စံတရတွေ့ရအချိုးအပြစ်တွေအဲ့လိုတွေ့ပြီးတော့မှခိခိုက်ပြစီဆုံဆုံအနည်းဆုံးလမ်းကိုကျွေးရမှာအဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုမတွေ့ဘူးမစင်စားဘူးအတိုင်းအဆောက်အချိုးအပြစ်အတိုင်းအဆောက်ဘလို့မှမစင်စားမတွေ့ခော့ဘဲနဲ့ခင်ရဆိုင်ဒီခင်ဗျားတို့ရဲ့တော်လိုင်းရေးဆိုတာက တိုင်းပြည်အတွက်ကောပြည်သူအတွက်ကောဘလို့မှကောင်းကျိုးမဖြစ်ထွန်နိုင်ဒီကနေ့ကျွန်တော်တို့တက်သေးတယ်ထောက်ထားတယ်ကိုယ်တိုင်ခံစားနေကြရကိုယ်တိုင်မြင်တယ်အပြောင်းလဲလို့ကျင်တာတော့အပြစ်တော့မဟုတ်ပါဘူးဒါလူသဘောပါသို့သော်လည်းပဲဒီအပြောင်းလဲဖြစ်ဖို့အတွက်ကျွန်တော်တို့ကဉာဏ်ပညာနဲ့စနစ်တကျပြောင်းမှလူရင်ခကြီးကိုရောက်မှာပါ ဉာဏ်ပညာမပါရင်စနစ်တရားနဲ့မစဉ်းစားမသုံးသပ်ရင်ဒီကနေ့ကျွန်တော်တို့တွေးနေတဲ့အနေထားရုံနဲ့ဝမ်းနဲ့ကြည်ကွဲစရာတွေ၊ညနာစရာတွေနဲ့ပဲကျွန်တော်တို့ကကြုံလာ